ကွယ်လွန်သွားတာနှစ်နှစ်ကျော်ကြာပြီဖြစ်ပေမဲ့မချို့မလွတ်တာကြောင့်ရိတ်သားထဲမှာရှောက်သွားနေခဲ့ရတယ်လို့သတင်းတွေထွက်ပေါ်နေခဲ့တဲ့ဦးဝင်းနိုင်အနုပညာပရိသတ်များအလုံးမဲ့မင်္ဂလာပေါင်းမာတပန် page ကနေကြိုဆိုလိုက်ပါတယ်။တရုတ်ဆောင်ဦးဝင်းနိုင်အနုပညာကတော့လွန်ခဲ့တဲ့နှစ်နှစ်ကျော်ကာလလောက်ကဘဝတစ်ပါးကိုကူးပြောင်းသွားခဲ့ပြီဖြစ်တဲ့ဇပိုတရုတ်ဆောင်တိုးပဲဖြစ်ပါတယ်။ဦးဝင်းနိုင်အနုပညာကဆိုရင်မြမရုပ်ရှင်လောကမှာလူသိများခဲ့တဲ့ဇပိုတရုတ်ဆောင်တစ်ယောက်ဖြစ်ခဲ့တဲ့သူပေါင်းအဖေဇဝင်ခန်းနေမှာအများဆုံးပါဝင်တရုတ်ဆောင်ခဲ့ရပြီးဟာတာကားရီမှာလည်းအကောင်းဆုံးဇပိုနိုင်ခဲ့သူဖြစ်ပါတယ်။တရုတ်ဆောင်ဦးဝင်းနိုင်က နှစ်ပြညလောကထဲမှာနှင်းကြကြီးဖြတ်တန်းခဲ့သူဖြစ်ပြီးအခွန်လန်းရှိချိန်မှာတော့ကွယ်လွန်သွားခဲ့တာနှစ်နှစ်နဲ့နှစ်လကြာပြီလဲဖြစ်ပါတယ်ဒီလိုနှစ်နှစ်ကျော်ကြာကမှတရုတ်ဆောင်ဦးဝင်းနိုင်ကမကျွလို့သေးဘူးဆိုတဲ့သတင်းတွေထွက်ပေါ်နေတာပေါ့ဦးဝင်းနိုင်ကရိတ်တာတစ်ခုထဲမှာမကျွမလို့ဖဲတပွဲလဲလဲဖြစ်နေတဲ့အတွက်ဦးဝင်းနိုင်ရဲ့တမိဖြစ်သူတရုတ်ဆောင်စုဝေလွင်ကတိတ်တက်နားလဲတဲ့ဆရာတော်တွေနဲ့မင်းမြန်ပြီးခေါ်ယူရေဆက်ချနိုင်ဖို့ပြုလုပ်ခဲ့တယ်လို့သိရပါတယ် ဦးဝင်းနိုင်ရဲ့သမီးဖြစ်သူကကွမ်လွန်သားစဉ်ကလေးကစလို့ဖခင်အတွက်ရည်စူးပြီးအလှတန်းနဲ့လုံနေခဲ့ပေမဲ့ဦးဝင်းနိုင်ကတော့တာတို့မခေါ်ဆုံနိုင်တဲ့အတွက်မချွတ်မလွတ်တဲ့ဘဝကိုရောက်ရှိနေခဲ့ရပါဘူး။ကုတူရီပြုလုပ်တာကိုသိပြီးရရှိပေမဲ့ဦးဝင်းနိုင်အတွက်တရုတ်ခွန်နိုင်ဖို့ခက်ခဲခဲ့ပါတယ်။ဒါကြောင့်နှစ်နှစ်ကျော်ကြာတဲ့အထိရိတ်သားထဲမှာတွင်မချွတ်မလွတ်ပဲတဝဲလေလေဖြစ်နေခဲ့ရတာပေါ့။ ဒီအကြောင်းတွေကသမီးဖြစ်သူမဆုဝင်လွင်ကသိရှိတဲ့အခါမှာတော့မယုံနိုင်ဖြစ်နေရပြီးစိတ်မကောင်းတွေလည်းဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့မဆုဝင်လွင်ကိုယ်တိုင်ကလည်းဥဝင်းနိုင်သာရိတ်တာမှအမှန်တကယ်မကျွတ်မလွတ်ပဲရှိနေတာမှတ်ရင်အမြမပေးဝေခြင်းမင်းဖခင်နဲ့ပြန်တွေ့ရဖို့စ조사ချင်နေကြတာပေါ့။တိတ်တန့်နားလေတဲ့ဆရာတွေနဲ့ခေါ်မေးပြီးဖခင်နဲ့ပြန်တွေ့ရတယ်လို့ခန်းစားချက်မျိုးကိုဖန်တီးချင်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုသားအမြမဝေပဲနေမယ်ဆိုရင်တော့မဆုဝင်လွင်အတွက်ရောဥဝင်းနိုင်အတွက်ပေါ့စိုးကျိုးတွေပဲရရှိစေမှမလို့လူကြီးသူမတွေကမလောက်ကောင်းတာတွေကိုမလောက်ဖဲဥဝင်းနိုင် င်အတွက်အမျှပေးဖို့သာမဆုဝေလွင်ကိုအကြံပေးထောက်ပြလာခဲ့ပါတယ်။တကယ်လို့သာမဆုဝေလွင်အနေနဲ့အမျှမဝေဖြစ်ခဲ့ရင်ဥဝင်းနိုင်လဲကျွလို့မှမဟုတ်သလုံး မဆုံဝင်လွင်အတွက်လည်းဖခင်ဖြစ်သူဘဝကူးမှာအစွမ်းလန်းဖြစ်စေဖို့ချုံနောက်တို့ဖြစ်လာမှာဖြစ်တဲ့အတွက်အလုံးကတော့မဆုံဝင်လွင်ကိုဦးဝင်းနိုင်အတွက်ကုသိုလ်လုပ်ဖို့အကြံပေးလာကြတာဖြစ်ပါတယ်ဒီလိုတွေပြောဆိုအကြံပေးလာကမှမဆုံဝင်လွင်ကလည်းဖခင်ဖြစ်သူဦးဝင်းနိုင်ကိုအမျှပေးဝေဖို့ပြင်ဆင်လာခဲ့တာပါဖခင်ဖြစ်သူနဲ့ပတ်သက်ပြီးမဆုံဝင်လွင်ကယုံတဝက်မယုံတဝက်ဖြစ်နေပေမဲ့ဖခင်ဖြစ်သူကလူတယောက်ကိုဝင်ပိုးကသူ့ရဲ့အမှုရာတွေအပြုမှုတွေကိုထုတ်ပြလာခဲ့ပါတယ်ဒါပေမဲ့မဆုံဝင်လွင်ကယုံကြည်မရှိသေးပေဖခင်ရဲ့အမှုရာတွေကိုသိထားသူတွေကလိုက်တူပါ တယ်လို့သာထင်မြင်ခဲ့တာပေါ့နောက်ပိုင်းမှာတော့ဦးဝင်းနိုင်ဝင်ပူးထားတဲ့လူကမဆုဝင်လွင်နဲ့လိုက်ပါလာတဲ့အတော်ဖြစ်သူရဲ့အိမ်ခေါ်နာမည်ကိုခေါ်ပြီးစကားပြောလိုက်တဲ့အခါမှာမဆုဝင်လွင်လည်းယုံကြည်သွားခဲ့ပါတယ်ဦးဝင်းနိုင်ဝင်ပူးထားတဲ့လူကလည်းမိနိုင်အနမ်းရတယ်လို့ပြောခဲ့ပြီးမိနိုင်ဆိုတော့ဦးဝင်းနိုင်ရဲ့အိမ်ခေါ်နာမည်ဖြစ်တာကြောင့်မိသားစုဝင်တွေသာသိရှိတာဖြစ်ပါတယ် ဒါအပြင်ဦးဝင်းနိုင်ကိုဗမာနေနေလဲလို့မင်းမြတ်တဲ့အခါရိတ်သားထဲမှာပဲရှောက်သွားနေရတဲ့အကြောင်းပြောလာပြီးသမီးဖြစ်သူကလည်းအလားနောက်ကျနေလို့မျှော်နေရကြောင်းတွေပြောလာခဲ့ပါတယ်။ဒီလိုအချက်တွေကြောင့်ပဲမဆုဝင်လင်းကဖခင်ဖြစ်သူဦးဝင်းနိုင်မချွတ်မလွတ်တာကိုမယုံကြည်ခြင်းမင်းမဲ့ယုံလိုက်ရတာပေါ့။အခုချိန်မှာတော့မဆုဝင်လင်းကဖခင်အတွက်လူတန်းမှုတွေထပ်လုံဆောင်ပေးပြီးရေစက်ချအမျှဝေပေးခဲ့ပြီပဲဖြစ်ပါတယ်။ဒါကြောင့်ဖခင်ဖြစ်သူဦးဝင်းနိုင်လည်းကောင်းရာပုံပွားကိုရောက်ရှိနိုင်တော့မှတေချာကြောင်းမဆုဝင်လင်းကပြောပြလာခဲ့တာဖြစ်ပါတယ်။ ပရိသတ်တို့အနေနဲ့ရောင်းကွယ်လွန်ပြီးနှစ်နှစ်နဲ့နှစ်လကြာတဲ့အထိမချုံမလို့ဘဝနဲ့ရိတ်တာတွေရှောက်သွားခဲ့ရတဲ့ဥဝင်းနိုင်အတွက်ကောင်းရပုံပွားရောက်စေဖို့ဆုတောင်းပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ